မင်္ဂလာပါရှင်။တောင်လင်းထိုင်းရဲ့ဧပြီလ22ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည်ပါပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပြီးမယ့်သတင်းတွေကတော့ကျိုက်ထုံနဲ့ဘီလင်းတိုက်ပွဲမှာနှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့တဲ့သတင်း ကော့ဂရိတ်မြို့နယ်ဂျုံတုံးမြို့ကိုဒေါ်လာရေးတက်တွေဝိုင်းရံထားတဲ့တဲ့င်းနဲ့မိုးရွာသွန်းမှုကြောင့်မွန်ပြည်နယ်ကစားလုပ်ငန်းအများစုယာစီမကုန်ခင်လုပ်ငန်းရန်နာလိုက်ရတဲ့တဲ့င်းနိုင်ငံတကာအကူအညီရဖို့စစ်ကောင်စီအပြစ်ရက်တိုးနိုင်ပေမဲ့တိုက်ခိုက်မှုတွေဆက်ရှိနိုင်တဲ့တဲ့င်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ထိုင်းတောင်ပိုင်းမှာဘုံခွဲမှုနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်လူ၁၈ဦးဒဏ်ရာရခဲ့တဲ့တဲ့င်း စင်ကနယ်မှာအရေးကြီးတဲ့အချက်အလက်တွေကိုအမေရိကန်ကာကွယ်ရေးဝန်ကြီးထပ်မံမျှော်ဝေခဲ့တဲ့သတင်းတွေနဲ့အတူအာနာတန်းကာလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါမော်ဘီနယ်တိုက်ထုံမြို့နယ်နဲ့ဘီလဲမြို့နယ်တို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေတွင် နှစ်ဖက်ထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့ဒေသခြေဆိုင်တော်လိုင်းတပ်ဖွဲ့တွေကတာဝန်ထမ်းမှုပြောပါရယ်ဧပြီလ20ရက်နေ့မနက်7:00နာရီချိန်ခန့်မှာစိုက်ထုံမြို့နယ်အင်ကဘိုကျေးရွာရန်ကုန်မော်လမြိုင်ကားလမ်းအနီးစစ်ကောင်စီတပ်နဲ့တော်လိုင်းရင်အောက်စုပူပေါင်းတပ်တို့ကြောင့်နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါအဲ့ဒီတိုက်ပွဲတွင်တော်လန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်တအူးကြဆုံးပြီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့သလိုစစ်ကောင်စီဘက်ကလည်း၃ဦးထပ်မံထိခိုက်တိုက်ဆုံးခဲ့ပါသေးတယ်။ ဒါပြင်ဧပြီလ22ရက်နေ့မနက်ပိုင်းကလည်းဘီလင်းမြို့နယ်အလူးလေးကျေးရွာနဲ့တပြေးနီကျေးရွာကြားမှာကင်းမုံလောင်ဝတ်တဲ့စစ်ကောင်စီတပ်နဲ့တော်လန်ရေးအင်အားစုပူးပေါင်းဖွဲ့ရကြနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါအချိန်တိုင်းဝက်နီးပါးကြဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်က6ဦးသေဆုံးပြီးဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့မြေပြင်တိုက်ပွဲမှာပါဝင်တဲ့ရဲဘော်တွေကပြောပါတယ်။ ပြီးလင်းတိုက်ပွဲကြောင့်ရန်ကုန်မော်လမြိုင်ကာလန်အချိန်တနင်္ဂနွေကြာပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပြီးနေ့လယ်ပိုင်းမှာပုံမှန်တိုင်းပြန်လည်သွာလာနေကြပြီလို့ဒေသခံတွေထံကနေသိရပါဗယ်။နှစ်ဖက်စစ်ရေးပြန်လည်တင်းမာနေတဲ့စိုက်ထုတ်မြင့်နယ်နဲ့ပြီးလင်းမြင့်နယ်တွေမှာနေ့စဉ်နဲ့အမျှစစ်ကောင်စီတပ်ကလေကြောင်းကနေကင်းထောက်မှုတွေလှုံ့ဆော်နေသလိုလက်နက်ကြီးပစ်ခတ်မှုတွေကိုလည်းဆက်လက်လှုံ့ဆော်နေတာဖြစ်ပါတယ်။ နှစ်ဘက်တိုက်ပွဲပြင်းထန်နေတဲ့ကရင်ပြည်နယ်ကော့ဂရိတ်မြို့နဲ့ကြုံတိုးမြို့အနီးတစ်ဝိုက်ကိုတော်လိုင်းပူပေါင်းတပ်တွေကဝိုင်းရံပိတ်ဆို့ထားတဲ့အတွက် စစ်ကောင်စီတပ်ကမော်လမြိုင်မြို့နဲ့ဖအံမြို့ကနေတဆင်တပ်ရင်အားတွေထပ်မံဖြည့်တင်းနေရလို့ဒေသရင်းသတင်းအင်ဂျင်တွေကတာလွင်ထားမှုပြောပါရတယ်။ ကရင်ပြည်နယ်ကွန်ကရစ်မြို့ပပတ်လယ်နဲ့ကျုံတိုးမြို့အနီးကျုံတိုးကွန်ကရစ်ကားလမ်းတစ်လျှောက်မှာဧပြီလ14ရက်နေ့ကစလို့ KNLA ဥဆောင်တဲ့ဒေါ်လန်ရေးပူပေါင်းဖွဲ့နဲ့စစ်ကောင်စီတပ်တို့ကြားနှစ်ဘက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးတပတ်ကျော်ကြာလာတဲ့ဧပြီလ22ရက်နေ့အထိနှစ်ဘက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာပါ KNLA ဒေါ်လာရေးပူပေါင်းတပ်ဖွဲ့တွေကကွန်ကရစ်မြောက်ပိုင်းမြားပိုင်ကျေးရွာအနီးကရင်ခွဲတောင်စခန်းအပါအဝင် ကော်ဂရိတ်မျိုးအထက်၉တိုင်လမ်းဆောင်ကနေကြုံတိုးမျိုးအနီး၄တိုင်အထိရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးအဲ့ဒီလမ်းကျောတစ်လျှောက်စိုးမိုးနေရာယူထားနိုင်ပြီလို့ဒေသရင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။ဒီလိုနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့အချိန်ကော်ဂရိတ်မျိုးမြောက်ဘက်ပိုင်းကစစ်စေးရေးဂိတ်နဲ့မျိုးနောက်ဘက်ခြမ်းကြုံတိုးကော်ဂရိတ်လမ်းမှာရှိတရားကျိုးလှိုင်းဝစစ်စေးရေးဂိတ်အားလုံးကိုဧပြီလ16ရက်နေ့ကစစ်ကောင်စီတပ်ကပိတ်ပင်ထားလိုက်တယ်လို့ကော်ဂရိတ်မျိုးကန်တအူးကဆိုပါတယ်။ စစ်ကောင်စီတပ်ကမျိုးဝင်အထွတ်စစ်စေးရေးဂိတ်တွေအားလုံးကိုပိတ်ထားလိုက်ပြီးကော့ဂရိတ်မျိုးကန်တွေကိုအပြင်ထွက်ခွင့်မပေးတဲ့အတွက်မျိုးကန်တော်တော်များများဟာပိတ်မိနေပြီးထွက်ခွာခွင့်ရဖို့အတွက်မျိုးပေါ်မှာရှိတဲ့ဆရာတော်တန်ဃာတော်တွေကစစ်ကောင်စီကိုနှိမ့်နှိုင်းဆွေးနွေးတာတွေရှိနေပေမဲ့အဆင်မပြေဘူးလို့ကြားသိရကြောင်းကော့ဂရိတ်ဒေသခံတအူကပြောပါတယ် စစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကအဝင်ထွက်နေရာတွေအားလုံးကိုပိတ်ထားလိုက်တဲ့အတွက်ကော်ဂရိတ်မြို့အနီးတံတားကျိုးစစ်ဆေးရေးကဲကနေကိုးတိုင်လမ်းစုံအထိကုန်တင်ကားအများပြားပိတ်မိနေပြီးထွက်ခွာခွင့်ရဖို့ပြောဆိုညှိနှိုင်းနေတယ်လို့ကြားသိရကြောင်းအဲ့ဒီဒေသခံကဆိုပါတယ်ကျုံတို့မြို့အနီးကော့ဂရိတ်ကျုံတို့လမ်းပိုင်းတစ်လျှောက်ကစခန်းတွေနဲ့ကော့ဂရိတ်မြောက်ပိုင်းကော့ဂရိတ်မြို့အနီးနားကစခန်းတွေဝိုင်းတိုက်ခိုက်သိမ်းပိုက်ခံနေရတဲ့အချိန်စစ်ကောင်စီတပ်က မော်လမြိုင်ဖမ်းအခြေစိုက်တပ်ရင်းတွေကလည်းတပ်ရင်အားအများပြားပို့ဆောင်ထားတယ်လို့ကျုံတိုးဒေသခံတွေကပြောကြပါဗျ။တဲ့ရဖြည့်တင်းလာနေတဲ့စစ်ကောင်စီတပ်ဟာကြုံတိုးမြို့အနီးဂျိုင်းကော့ဂရိတ်တရားစစ်ဆေးရေးဂိတ်နှစ်ဖက်လုံးနဲ့တရားအနီးဖမ်းမြို့နယ်ဂျိုင်းရွာကြားကလေးလမ်းတစ်လျှောက်မှာတပ်ဆွဲထားတာတွေ့နေရတယ်လို့ကြုံတိုးနယ်ခံသတင်းရင်းမြစ်တွေကဆိုပါတယ်စစ်ကောင်စီတပ်က ဖန်မျိုးနယ်နဲ့ကွန်ကရစ်မျိုးနယ်အဆက်နေရာတွေဖြစ်တဲ့ဂျိုင်းရွာတောင်ကုန်းပေါ်နဲ့ဂျိုင်းကွန်ကရစ်တံတားဟောင်းတံတားတက်တွေပေါ်မှာခံစစ်ပင်စင်ဓာတ်တွေလုံဆောင်နေသလိုဂျိုင်းစသပြင်လမ်းမိုင်းနဲ့ဂျိုင်းတောင်မညလမ်းတစ်လျှောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကင်းမုံဝင်နေရာယူထားတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။ ကွန်ကရစ်ကြုံတို့တိုက်ပွဲကြောင့်ကျေးရွာအများကဒေသခံပြည်သူတွေဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီးစစ်ကောင်စီတပ်ကကွန်ကရစ်ကြုံတို့နဲ့တခုလုံးကိုလက်နက်ကြီးနဲ့လေးချောင်းပစ်ခတ်တာတွေဆက်လက်လုဆောင်နေတဲ့အတွက်အရသာပြည်သူတွေထိခိုက်ဒေဆုံဒဏ်ရာရရှိတဲ့အခြေအတွက်ကလည်းတိုးမြင်လာပါတယ်တိုက်ပွဲကြောင့်ကော့ဂရိတ်မြို့နယ်ထဲစေးရွာအများပြားကတိမ်းရှောင်နေရတဲ့စေဘေးရှောင်ပြည်သူအရေအတွက်ဟာသတိအထိရှိလာပြီဖြစ်တယ်လို့ခံမှန်းရရှိပြီ အဲ့ဒီစပယ်ရှောင်ပြည်သူတွေဟာလက်ရှိမှာ စားနပ်ရိက္ခာဆေးဝါးစားတဲ့လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေရလို့စစ်ရှောင်အရေးကူညီနေသူတွေကတလွင်ထမ်းမှုပြောပါရယ်ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1940ရာအတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့ဇင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစစ်ကောင်စီတောင်းနိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1540ရာတွင်အကြံဖတ်သက်ဖျက်ခံရပြီးကြဆုံးခဲ့သူ6499ဦးအထိရှိလာပြီးဖြစ်ပါတယ်။ဒါ့အပြင်ဖမ်းဆီးထိန်သိမ်းခံထားရသူ2930ဦးအထိရှိလာပြီးဖြစ်ပြီးပြန်လည်လွန်မြောက်လာသူ6833ဦးအထိရှိလာပြီးဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့အာနာသိမ်းမှုကာလတွေတွင်စစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ ဒီအစီအစဉ်ကိုတော့နိုင်ငံရေးတင်သားများကိုကြီးဆောင်ရှောက်ရေးအသင်းထံမှအရယူဖော်ပြတာဖြစ်ပါတယ်။မော်ဘီဒဲမှာဧပြီလဒုတိယပတ်လောက်ကစပြီးနေစဉ်ဒီပါမိုးရွာသွန်းနေတာကြောင့်စားကွင်းတွေပျက်စီးသွားတာစားတွေကိုနေပြန်လှမ်းလို့မရတော့တဲ့အခြေအနေတွေကြောင့်စားလုပ်ငန်းအများစုလုပ်ငန်းရပ်နာလိုက်ပါတယ်။ဒီအကြောင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါဗျာ။ မူမီနေမှာယာတိဥဒုပေါက်ပြံမှုနဲ့အတူမကြာခဏမိုးရွာသွန်းမှုကြောင့်နေလန်းစားလုပ်ငန်းအများစုစားရသည့်မကုန်ခင်မှာပဲလုပ်ငန်းတွေရန်နာလိုက်ရတာရှိတယ်လို့စားတောင်လူတွေကတန်ရင်တိုင်းကိုပြောပါတယ်ဒေသတွင်းမှာဧပြီဒုတိယပတ်လောက်ကစပြီးနေ့စဉ်နီးပါးမိုးရွာသွန်းနေတာကြောင့်စားတွင်းတွေပျက်စီးသွားတာစားတွေကိုနေပြန်လှမ်းမှုမရတဲ့အခြေအနေတွေကြောင့်စားလုပ်ငန်းအများစုလုပ်ငန်းရန်နာလိုက်ရတာပါစားတောင်သူတူကတော့မိုးရွာသွန်းနေမှုကြောင့်စားရဖို့အလားအလာမရှိတာ ျက်စီးသွားတဲ့စားကွင်းတွေကိုအဆဆုံးပြန်လုပ်ရမယ့်အခြေအနေဖြစ်သွားတဲ့အတွက်ဒီနေ့ဆော့ဆော့သိမ်းလိုက်ရဖြစ်တယ်လို့ပြောပါတယ်လိုက်ရင်အမေ56တကယ်လို့နေရတူတူမဖောက်ဘူးဆိုရင်တော့ဟိုဒါတော့မေကောင်ခဏီလောက်မှာပါကွင်းတိတ်ကြတာများတယ်လေဒီနေ့ကစောစောတင်းရတယ်နောက်ပြီးမိုးကဆရာဖြစ်သွားတာကကွင်းကဟိုဘလုံးမလောက်လို့မရတော့ဘူးလေစကနေအဆုံးပြန်လောက်ရမယ့်အချိန်ဖြစ်သွားပြီအခုကမိုးကဆက်သွားတယ်ဆိုတော့ကွင်းတိတ်မှုပဲအလားလာရှိတော့တယ် ဒါအပြင်ယာတိဥတုပေါက်ပြံမှုကြောင့်စားလုပ်ငန်းတွေကိုယာတိမကုန်ခင်တင်းလိုက်ရတဲ့အတွက်စားတောင်သူတွေအနေနဲ့နင်နာဖို့ရှိသလိုစားထွက်နှုန်းတွေပါတိတိတသားကျဆင်းသွားတယ်လို့သူကဆက်ပြောပါတယ်။ဒေတာရင်းကစားတွေဟာပြီးခဲ့တဲ့ဒီဇင်ဘာလတတိယပတ်လောက်ကစတင်ထွက်ရှိတာဖြစ်ပြီးစတင်ထွက်ရှိချိန်ညလန်းစားကြံ တပိတ္တာကိုကြက်150ဝန်းကျင်သာရရှိရာမှာလက်ရှိစားထွက်နှုန်းနည်းတဲ့အတွက်ကြက်300လောက်ထိဈေးနှုန်းမြင့်တက်လာတယ်လို့စားတောင်သူတွေကပြောကြပါတယ်။ဒေသတွင်းကထွက်ရှိလာတဲ့နီလန်းစားကျန်းတွေကတော့ငားလုပ်ငန်းလုပ်ကင်သူတွေစားချောပြန်လဲထုတ်လုပ်သူတွေပြင်စားနဲ့ပတ်သက်တဲ့လုပ်ငန်းလုပ်ကင်သူတွေကဝယ်ယူအသုံးပြုများနေတာဖြစ်တယ်လို့သိရပါတယ်။မူပြည်နယ်မှာနီလန်းစားတွေကိုပေါင်တန်ပူစရက်နဲ့ရင်းမြစ်နယ်တွေမှာအဓိကလုပ်ကင်ကြတာဖြစ်ပြီး နှစ်စဉ်စားတန်ခြင်း၄000ကျော်ထွက်ရှိကထွက်ရှိလာတဲ့စားတွေကိုတော့ဒေသတွင်းအပြင်ရန်ကုန်မန္တလေးပါဝင်တခြားတိုင်းဒေသကြီးနဲ့ပြည်နယ်ချို့ကိုလည်းတင်ပို့ရောင်းချနေတာဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့နိုင်ငံတကာစီကလိုချင်တဲ့အထောက်အပံ့တွေရဖို့အပြည့်ခန့်ရစဲရေကိုတတန်းတိုးကြညာနိုင်ပေမဲ့လက်တွေ့မှာတော့အခွင့်အကောင်းယူပြီးတိုက်ခိုက်နေအောင်မယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ ငလင်ကြောက်ပြည်လဲထူထောင်ရေးအတွက်နိုင်ငံတကာနဲ့ဒေသတွင်းနိုင်ငံတွေစီကအကူအညီတွေရဖို့စစ်ကောင်စီကအပြစ်ခတ်ရစဲရေးကိုတတန်းတိုးကြီးညာနိုင်ပေမဲ့မြေပြင်မှာတိုက်ခိုက်မှုတွေဆက်လုပ်မဲ့အနေထားလို့စေရေးကက်ခတ်တွေကတန်လွင်တိုင်းကိုပြောပါရီမတ်28ရက်နေ့ကမြန်မာနိုင်ငံအလဲပိုင်းကိုပို့ပြပြီးလှုပ်ခတ်ခဲ့တဲ့ငလင်ကြောက်လူသားချင်းစာနာထောက်ထားမှုကူညီတွေပေးရနိုင်ရေးအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကစစ်ကောင်စီနဲ့မြို့သားညညရေးဆိုရအန်ယူဂျီတို့ကိုပြီးခဲ့တဲ့ဇာပိုင်မှာတရားစီတွေ့ဆုံခဲ့တာပါ ကိစ္စမှုအတွင်းငလင်တင့်ဒေတာတွေကိုလူသားချင်းစာနာမှုအကူအညီတွေထိရောက်စွာပံ့ပိုးပေးနိုင်ရေးစစ်ကောင်စီနဲ့အန်ယူဂျီတို့ကြားအပြစ်ခက်ရဆဲရေးတက်တန်းတိုးဖို့သဘောတူခဲ့တယ်လို့အာဆီယံဥက္ကဋ္ဌကထုတ်ပြောခဲ့ပါတယ်။စီရီယံဘူကြီးစင်ရော်ကစစ်ကောင်စီအနေနဲ့နိုင်ငံတကာစီကလိုချင်တဲ့အထောက်ပံ့တွေရဖို့အပြစ်ခက်ရဆဲရေးကိုကြီးညာနိုင်ပေမဲ့လက်တွေ့မှာတော့အခွင့်အကောင်းယူပြီးတိုက်ခိုက်နေဦးမယ်လို့သုံးသပ်ပါတယ်။ဗဇက်ကတော့အပြစ်ရမယ်ပေါ့နော်။ဒါပေမဲ့ဒီလိုအပြစ်ရတဲ့ပြောမှလည်းဒီနိုင်ငံတကာနဲ့ဒေတာတွေ နိုင်ငံတွေစီကနေအဲသူလိုချင်တဲ့အထောက်ပံ့ရမှာပေါ့နော်သူလိုချင်တဲ့အထောက်ပံ့ဆိုတာဒါပြည်သူတွေကိုကူဖို့တဲ့အဲသူတို့စစ်တပ်ကိုပြန်လဲပြင်ဆင်မှုအဲသူတို့စစ်တပ်နဲ့ဒီသူတို့ရဲ့ဒေါက်တိုင်ပေါ့နော်ဝင်းကြီးဌာနတွေကိုပြင်ဆင်မှုနေရာချဖို့ဒါတွေကိုပဲဦးစားပေးမှာဖြစ်ပါတယ်အဲပြီးတော့ကျွန်တော်တို့ဒီအပြစ်ရက်ကတော့ထပ်ပြီးကြီးညာကောင်းကြီးညာနိုင်ပေမဲ့အဲတကယ်မြေပြင်လက်တွေ့မှာတော့တိုက်ခိုက်နေအောင်မှာပဲဖြစ်ပါတယ်အဲသူတို့ကဒီအခြေအနေမှာကိုပဲအခွင့်ကောင်းယူပြီးတော့ပို့ပြီးတော့တိုက်မဲ့နေထားပေါ့နော် န်လင်းကြောင့်ဗဟုအာဏာဆက်ချုပ်ကံရနေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိတဲ့စစ်ရုံးချုပ်အပါအဝင်လွှတ်တော်နယ်ဝန်ကြီးဌာနစာဦးတွေဝန်ထမ်းအင်အားတွေစတဲ့အုပ်ချုပ်ရေးရန်တရာတော်တော်များများထိခိုက်ပျက်စီးထားတာပါကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေဘေးရန်တွေကြားရောက်တဲ့နေရာတွေစီအရောက်လှမ်းစေဖို့တခုတည်းကိုသာအာယုံစိုက်တဲ့အချိန်မှာစစ်တပ်ကတိုက်ခိုက်မှုတွေကိုလှုံ့ဆော်နေရလို့ဆိုပါတယ်ငလင်လောက်ခတ်ပြီးကြတဲ့ကစစ်ကောင်စီတပ်ဖွဲ့တွေဟာ တက်ခိုက်မှုပေါင်း120ကျော်ပြုလုပ်ခဲ့ပြီးအဲ့ဒီထဲကထောက်ဝက်ကျော်ဟာဧပြီ2ရက်နေ့အပြစ်ခတ်ရစဲကြောင်းကြီးညာပြီးနောက်ပိုင်းဖြစ်ပွားခဲ့တာလို့ဖော်ပြထားတာပါအဲ့ဒီတက်ခိုက်မှုအများစုဟာရင်းကလင်းလှုပ်ခတ်တဲ့နေရာတွေပါဝင်လူနေထူထပ်တဲ့ဒေသတွေမှာလေကြောင်းနဲ့အမြောက်တွေကိုအသုံးပြုတက်ခိုက်ခဲ့တာလို့ကုလသမဂ္ဂလူ့ခွင့်ရေးရုံးကဧပြီ17ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်လက်ရှိမှာလည်းစစ်ကောင်စီဟာဧပြီ22ရက်နေ့အထိအပြစ်ရထားပြီးမြဲငလင်းတံမတဲ့နဲ့မြို့ရတွေအပါဝင်လက်လွတ်ထားတဲ့နေမြေတွင်းကရက်သားတွေကိုပြစ်မှတ်ထားပြီးလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ် စီရီယန်လီဒါတက်ကြကြီးဇီယားကလည်းတော်လန်ရေးဖွဲ့တွေကိုဖိအားပေးတဲ့ပုံစံနဲ့အရသားတွေအပေါ်ပြင်းပြင်းထန်ထန်တိုက်ခိုက်လာနေတဲ့အတွက်အပြစ်ရဆဲကြီးဟာစာရွက်ပေါ်မှာသာတိုးနိုင်တယ်လို့ပြောပါရည်။အဲဒီအရသားတက်ခတ်မှုဒီပြင်းပြင်းထန်ထန်ပိုလှုပ်ပြီးတော့ဒီဘက်ကိုပိုပြီးဖိအားပေးလာတဲ့ပုံစံကိုတွေ့ရတယ်ပေါ့နော်။အဲ့တော့အော်တိုးစာရွက်ပေါ်မှာတော့တိုးတိုးရင်တိုးနိုင်တာပေါ့လူကြကောင်။အဲဒါပေမဲ့တကယ်အပြည့်ရခံပြည့်စဲမှုတော့ရှိလာမှာမဟုတ်ပါဘူးသူလက်ရှိကတချို့နေရာတွေမှာဒါစည်ရေး ပြန်ပြီးတော့ဒီတိုက်ခိုက်ဖို့ပြန်ပြီးထိုးစစ်ဆင်ဖို့အထိအဲသူတို့စီစဉ်နေတယ်ဆိုတော့ဟာမျိုးလဲတာသိရတယ်ပေါ့နော်မြို့သားညွေဆိုရအန်ယူဂျီကတော့အပြစ်ခက်ရဲ့စီးဟာတစ်ဖက်တည်းလုပ်လို့ရတဲ့ကိစ္စမဟုတ်တဲ့အတွက်လူမှုကိုဦးစားပေးကာကွယ်နိုင်ဖို့အရေးကြီးတာကြောင့်ချင်းနေပေါ်မူတည်ပြီးဆောင်ရွက်သွားမယ်လို့ပြောထားတာပါလက်ရှိတပ်တန်းတိုးထားတဲ့ငလင်တင့်ဒေတာတွေနဲ့ဆက်ဆက်ဒေတာတွေမှာ NUG ရဲ့ထိုးစစ်တွေရပ်တန့်ထားမှုဟာ ဧပြီ20ရက်မှာပြီးဆုံးသွားခဲ့ပါပြီ။ဒါပေမဲ့လောလောဆယ်ဧပြီ21ရက်နေ့ထိအပြည့်ခတ်ရက်စရိအတွက်ဆက်လက်တက်တန်းတိုးဖို့မကြေညာသေးပါဘူး။ဧပြီ22ရက်နေ့မှာအဆုံးသတ်မဲ့စစ်ကောင်စီရဲ့ယာယီအပြည့်ခတ်ရက်စရိကလည်းတက်တန်းတိုးဖို့မကြေညာရသေးပေမဲ့အကျုံးဝင်နေစဲကာလမှာတော့လေကြောင်းတက်ခိုင်းမှုတွေကြောင့်ရက်သားတေဆုံးမှုအခြေအတွက်ဆယ်နဲ့ချီမြင့်တက်နေပါပြီ။မန္တလေးတိုင်းတပေကျင်းမြို့နယ်မှာရှိတဲ့ကြီးရွာတွေကိုစစ်ကောင်စီကဧပြီ16ရက်နေ့ကစပြီး20ရက်နေ့ထိ လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်လူသေဆုံးမှုအယောက်40ထက်မနည်းရှိလာတယ်လို့သတင်းတွေကဖော်ပြကြပါတယ်။ဒါအပြင်သခိုင်းတိုင်းကမ်ဘလူမြို့နယ်တင်တော်ရွာကိုစစ်ကောင်စီကဧပြီ20ရက်နေ့ညနေ6နာရီကျော်မှာလေကြောင်းကနေဘုံကျဲခဲ့တဲ့အတွက်ကုံစုံဆိုင်တိုင်ပေါ်ကြားရောက်ပေါက်ကွဲမှုကြောင့်ဆိုင်ရှင်ပါဝင်အကြမ်းသား6ဦးသေဆုံးခဲ့ရပါတယ်။ဧပြီ19ရက်နေ့မှာလည်းမွန်ပြည်နယ်ဘီလင်းမြို့နယ်မှာရှိတဲ့မင်းစောကျေးရွာကဖုန်ကြီးကျောင်းကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပေါင်900ဘုံဒီတလုံးကျဲချမှုကြောင့်ကိုရင်တပားပြန်လုံပြီး အရက်သားနှစ်ဦးသေဆုံးခဲ့ရတယ်လို့ကင်မျိုးသားစီယုတ် KNU ကသတင်းထုတ်ပြန်ထားပါတယ်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပြပါမယ်ရှင်။ထိုင်းတောင်ပိုင်းမှာဘုံခွဲမှုနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်လူဆက်ခွန်အူဒဏ်ရာရရှိခဲ့ပါတယ်။ဒီအကြောင်းကိုတော့ဘေဘေကတင်ဆက်ပေးထားပါဗျ။ ထိုင်းနိုင်ငံတောင်ပိုင်းနရာတီဝုတ်ပြည်နယ်မှာဧပြီလ20ရက်ညကဘုံပေါက်ကွဲမှုနဲ့တနက်သမားတွေရဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်လူ16ဦးဒဏ်ရာရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညကဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုနှစ်ခုကိုအရာရှိတွေကစုံစမ်းစစ်ဆေးနေချိန်အဲ့ဒီဒေသမှာလုံခြုံရေးတိုးမြှင့်ချထားပါတယ်။ မူအန်းနဲ့စွန်ဝိုင်းကိုလိုဒေတာရှိမျိုးပြနဲ့စီးပွားရေးဒေတာတွေအနေနဲ့ကြားရောက်နိုင်တဲ့နေရာတွေမှာလုံခြုံရေးတိုးမြှင့်ခြားထားဖို့အမက်လေးတက်မှမူဒုဗိုလ်ပီဆိုင်နိုဆန်ကညွှန်ကြားထားတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။ မူအန်းနဲ့ဝါအင်းဒေတာမှာတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။မူအန်းဒေတာမှာခုခိယန်ရဲစခန်းအရာရှိရိတ်တာအပြင်ဘက်မှာရက်ထားတဲ့ဆိုက်ကယ်ဘေးတွဲတစီညနေ6:45မိနစ်မှာပောက်ကွဲခဲ့ပါတယ်။အဲ့ဒီပောက်ကွဲမှုကြောင့်အဆောက်အဦခြံစည်းရိုးနဲ့တခြားရက်ထားတဲ့ကားတွေထိခိုက်ပျက်စီးသွားခဲ့ပါတယ်။လွင်ထက်လာတဲ့အပျက်အစီးတွေနဲ့ခြုံထက်တဲ့ပစ္စည်းတွေကြောင့်လူကိုဦးဒဏ်ရာရရှိခဲ့ပါတယ်။ဝါအင်းဒေတာဘန်ခေါ်လာတူဝါကျေးရွာမှာည9:55မိနစ်ကအိမ်တအိမ်ရှိညစာစာပွဲကျင်းပနေတဲ့ထိုင်းဘုဒ္ဓဘာသာတွေကိုတနက်သမားတွေက လက်ပြပုံနဲ့ပြစ်ခတ်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်အတွင်းလူခုနှစ်ဦးဒဏ်ရာရရှိခဲ့ပြီးစုံဝိုင်းကိုလော်စေးယုံကိုတင်ပို့ထားရပါတယ်။ဒီဖြစ်ရပ်တွေကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပြီးနောက်ဆုံးရသတင်းတွေကိုဆက်လက်ဖော်ပြသွားမယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။စေကနေမှာအရေးကြီးတဲ့အဆက်လက်တွေကိုအမေရိကန်ကာကွယ်ရေးဝန်ကြီးထပ်မံဝေမျှခဲ့ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကပြပြပေးထားပါတယ်။ဇနီးတဲ့ညီဖြစ်သူနဲ့ပုဂ္ဂိုလ်ကြီးရာရှိနေလို့ပါဝင်တဲ့ Public Signal Message ပို့ရေး group အတွင်း မေရိကန်ကာကွယ်ဝင်ကြီး Page Hassach ကရေမင်ကိုတိုက်ခိုက်မဲ့အမေရိကန်ရဲ့သတင်းချက်လက်တွေကိုဝင်မြခဲ့ကြောင်းနယူးယောက်တိုင်းသတင်းဌာနကဧပြီ20ရက်မှာဖော်ပြလိုက်ပါတယ်။ဝင်ကြီး Hassach ဟာစီးရီးထိတ်တန့်လှုပ်ဝက်သတင်းချက်လက်တွေကိုလုတ်ပိုင်ခွင့်အာဏာမရှိသူတွေနဲ့ဒုတိယအကြိမ်မြောက်ဝေမျှခဲ့တယ်ဆိုတဲ့ဆွဆွဆက်နဲ့ပတ်သက်လို့အတည်ပြုဖို့မဖြစ်နိုင်သေးဘူးလို့ AFP သတင်းကဖော်ပြထားပါတယ်။ဝင်ကြီး Hassach နဲ့မြို့သားလုံခြုံရေးအကြံပေးအရာရှိ Mike Watts အပါအဝင် American ထိတ်တန့်အရာရှိတွေဟာမတ်15ရက်မှာတိုက်ခိုက်မဲ့စီစဉ်တွေကို secretary message ပေးဖို့ရေကရုတွေဝင်များခဲ့တယ်လို့အဲ့ဒီကရုတွေပါဝင်သူ The Atlantic Magazine Editor ချုပ်ကပြီးခဲ့တဲ့လကဖွင့်ချခဲ့ပါတယ်။အဲ့လိုဖွင့်ချမှုကြောင့်ဝော့တောင်းနေဖြစ်သွားခဲ့ပြီးတော့ Donald Trump ဦးဆောင်တဲ့ American ဆွေရဟာလျှက်ဝက်သတင်းတွေကိုတတိမုံဘူးပဲပေါက်ကြားစေမှုနဲ့ဝေဖန်ခံနေရပါတယ်။အဲ့လိုသတင်းပေါက်ကြားစေမှုကို Pentagon စစ်ဆေးမှုချုပ်ကစုံစမ်းစစ်ဆေးနေစေဖြစ်ပါတယ်။ဝင်ကြီး Hassan Shah မတ်15ရက်မှာတိုက်ခိုက်မဲ့ American ရဲ့သတင်းချက်လက်တွေကိုပဲထပ်ပြီးဝင်များခဲ့တာဖြစ်တယ်လို့ New York Times Magazine က April 20ရက်မှာဖော်ပြပါတယ်။ သူဝင်မြခဲ့တဲ့သတင်းအချက်အလက်တွေထဲမှာဟူတီဖွဲ့ကိုဘုံကျဲမဲ့ American လေရင်တွေရဲ့ထွက်ခွာခြင်းနဲ့ပါဝင်ခဲ့ပါတယ်။သူတို့ရဲ့ message ဝင်မြရေး group ထဲမှာ journalist တယောက်ကိုမှတ်ထည့်ခဲ့တာအတိမ်းဆောင်မခံနိုင်တဲ့သတင်းအချက်အလက်တွေပေါက်ကြားစီရတဲ့ပတ်သက်လို့အရေးယူမှုတစုံတရာမရှိသေးပါဘူး။ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့သမရထရန့်ကလည်းနှုတ်ဆက်နေစေဖြစ်ပါတယ်။ နက်ဖြန်ဧပြီလ22ရက်နေ့အတွက်မိုးလေဝသအခမ်းအနှံသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9နာရီအချိန်တိုင်းထွာချက်အရမြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာတိမ်အထင်အသင့်ဖြစ်ထွန်းနေတာကလွင်ရင်ကြံတပြည်နယ်လုံးမှာတိမ်ကင်းစင်တလောက်ရှိနေတာကိုတွေ့ရပါတယ်။ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတချို့မှာနေရာကွက်ကြားမိုးရွာသွန်းခဲ့တာကိုမိုးလေဝသအကျိုးတူပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်။ နေအပူချိန်တိုးတက်မှုနဲ့အတူမိုးရွာသွန်းမှုတို့ကြောင့်လေတူအတွင်းအပူချိန်ပြောင်းလဲမှုတွေဖြစ်ပေါ်တတ်တဲ့အတွက်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာမိုးလွဲညနေပိုင်းအချိန်လေပြင်းတိုက်ခတ်ခြင်းမိုးဒိန်အောင်ကြီးများဖြစ်ပေါ်ခြင်းမိုးသီးကျွေခြင်းလျှက်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းစတဲ့ဘေးရန်တွေတွေဖြစ်ပေါ်နိုင်ပါတယ်မနက်ဖြန်အတွက်ခံမှန်းချက်ကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာတိမ်အထင်းအင်းမှတိမ်ထူထန်နိုင်ပါတယ်။ရခိုင်ပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်း အေယာဝတီတိုင်းရန်ကုန်တိုင်းကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်ကြောင်မိုးရွာသွန်းနိုင်ပြီးကချင်ပြည်နယ်ရှမ်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်လိုမိုးကြီးနိုင်ပါတယ်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာအပူချိန်34ဒီဂရီမှ38ဒီဂရီစင်တီဂရိတ်အတွင်းသို့ရောက်ရှိနိုင်ပြီးဇကိုင်းတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းရခိုင်ပြည်နယ်နဲ့အေရဝတီတိုင်းအတွင်းရှိမြို့နယ်တချို့မှာအပူချိန်42ဒီဂရီမှ42ဒီဂရီစင်တီဂရိတ်ထိမြင့်တက်နိုင်ပါတယ်။ အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ35ဒီဂရီစင်တီဂရိတ်၊ဖမ်မြို့မှာ34ဒီဂရီစင်တီဂရိတ်နဲ့ဒဝယ်မြို့မှာ33ဒီဂရီစင်တီဂရိတ်အထိသေးစီရှိနိုင်ပါတယ်။မြန်မာနိုင်ငံအထက်ပိုင်းနဲ့အလဲပိုင်းဒေသတွေမှာခရမ်းလွန်ရောင်ကြီးအညွန်ကိန်းအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်ပြီးမြို့ဝကျွန်းပေါ်နဲ့တောင်ပိုင်းဒေသတခုလုံးမှာအလွန်ပြင်းထန်တဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။မြန်မာနိုင်ငံတဝန်းလုံးမှာမြူကြဆင်းမှုရောနေနိုင်ပါတယ်။ ဒီမိုလေးပဲသားအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ဒီတော်ကွန်တို့ကနေရယူဖော်ပြတာဖြစ်ပါတယ်။တောင်လွင်ထိုင်ရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တောင်လွင်ထိုင်ရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လွင်ထိုင် Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ တံပိုးထားချစ်ခင်ရတဲ့မိသားစုဝင်နေတဲ့အတူတူလုံခြုံတဲ့နေရာတခုကျွန်တော်တို့ဖန်တီးကြပါစို့။ကိုပတ်ဝင်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုတုံးပြီးတဆင့်ပြီးတဆင့်စနစ်တကျလှုပ်ဆောင်သွားမယ်ဆိုရင်တော့လုံခြုံစိတ်ချရတဲ့ဘုံခိုခြင်းတခုကိုအမြန်ဆုံးဖန်တီးနိုင်ပါတယ်။တကယ်တမ်းပြောရရင်ဒီဟာကဘုံခိုခြင်းတခုတက်ပူပါတယ်။ချစ်ချင်းမေတ္တာပြည့်နဲ့ဖန်တီးထားတဲ့အိမ်ထဲမှာကွာဘုံခိုရာနေရာတခုပေါ့။ ဒီနေရာကိုကျွန်တော်တို့လက်တွေနဲ့ပဲအတူတူဖန်တီးထားတာပါအတူတူဆိုရင်ကျွန်တော်တို့အားလုံးအတူတူဆိုရင်စိတ်ချလုံခြုံတဲ့အနာဂတ်တစ်ခုကိုတက်ညီလက်ညီဖန်တီးနိုင်ပါတယ်။ကျွန်တော်တို့နဲ့အတူလုံခြုံစိတ်ချရတဲ့ဘုံခုချင်းတစ်ခုတည်ဆောက်ကြရအောင်။မိသားစုတစုပုံခုနိုင်မဲ့ဘုံခုချင်းတစ်ခုအတွက် 4ပေ5ပေနဲ့နဲ့10ပေ6ပေအကျယ်ရှိတဲ့ကျင်းတစ်ခုတူးရပါမယ်။ဝင်ပေါက်ကိုအဲပုံစံတစ်စစ်ချိုးထားပါ။နေရံနဲ့ကြမ်းကင်းတွေကနေရေမစိမ့်နိုင်အောင်ပလတ်စတစ်ခင်းထားပါ။အမိုးအတွက်6လက်မပတ်လည်းတစ်လုံးခင်းရပါမယ်။တစ်လုံးမရရင်ဝနက်ထန်းလုံးနဲ့သုံးနိုင်ပါတယ်။လေဝင်ပေါက်အတွက်လေးလက်မပတ်လည်း PVC ပိုက်နှလုံးကိုထွင်းထည့်ပါ။ဖုံမိုက်မဝင်နိုင်အောင်အဲပုံစံချိုးထားပြီးပါပေါ်ကနေပလတ်စတစ်ဘိုးကတံပြားပြင်ပြားတစ်ခုခုခင်းပါ တဲအိတ်ဒါမှမဟုတ်မြေအိတ်တွေကိုအလျားတစ်ထပ်အနံတစ်ထပ်ထပ်ခင်းပြီးပါပြီးမှဝက်ကက်ခင်းပါမြေဖို့ပါရေမွေအောင်ကျင်းပတ်ပတ်လေမှာရေနှုတ်မြောင်တူပေးပါစောက်ပုံစောက်နီးနဲ့သေးစိတ်အချက်လက်တွေကိုတော့ Telegram Channel DVB TV Facebook YouTube တို့မှာကျူအာကိုစကန်ဖတ်ပြီးကြည့်ရှုလိုက်ပါမိသားစုတိုင်းရှင်သန်ဖို့အိမ်ထဲမကွာ ပုန်းခိုဆို